မိဘဆရာဖြစ်တုံပါလဲသူဟာဘာလပန္တိတကြာနာခွဲလေတွေ့တိုင်းစစ်စနစ်ကြသည်ခွဲဆိုပြီးတော့ဒီလိုလေဒီဆရာတော်ကြီးကသုံးမထားတာရှိပါတယ်အဂရိတရားလေးပါးညိနေတဲ့သူကဘလို့နီးနမဆရာကောင်းမဟုတ်တော့မှန်ပါဗျာ။ဒါယနေ့ဘုန်းကြီးတွေအများစုဟာဒီပြေတော်တို့ကပြန်စစ်တယ်ဆိုရင်ဒီပေတံနဲ့ညိနေကြတာပဲ။မှန်ပါဗျာ။တော့ဒါကြောင့်မလို့ဒါတွေကိုဒီပြေတော်တို့ကရှောင်လဲကြရမယ်။ပြည်သူနေနေရလဲဒီအရာတွေကိုတိုက်စစ်ကြည့်ရမယ်နော်။မှန်ပါဗျာ။အမှအခုဒီဟိုဘုန်းကြီးတွေတော်တော်များများကိုမြောမြတ်ရှိနေ ကြော်ကြတဲ့ဘုံနေမှမှကြည်စမ်းကြည့်တယ်ဗျာပြည်သူပြည်သားတို့တို့အတိပင့်အောင်လုပ်ပြီးအတိတွေကိုတက်ပစ်လိုက်တာပဲဗျာတို့ကအကုန်လုံးဒါကြောင့်မို့လို့တို့တို့အာနာရှင်ကလှုပ်ချင်သလိုလှုပ်နေတာဒါတွေကိုတို့ကနားလည်ရမှာသိရမှာအဲ့ဒီများအားလုံးတော်လန်တော်နေတဲ့ပါမင်္ဂလာရှိသောနိုင်ငံဖြစ်အောင်ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာပေါင်းသင်းသက်သန်ရေးမင်္ဂလာ၃ပါးတဲ့ကဥဒါသပူဇာနေရနာမင်္ဂလာကိုအခြေခံပြီးတော့ပူဇော်တဲ့ပူဇော်ထိုက်တဲ့ဆရာဆိုတာ ဘလို့ဆရာမျိုးလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဆရာတော်မင်းတို့ညဗုဒ္ဓတက္ကသိုလ်ဆရာတော်ဥက္ကဋ္ဌဒါရမော်ပြီးတော့ ਨੇ အတူအခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်ဆရာဘုဇောရမယ်ပေါ့နော်ဗျာဆရာဘုဇောရမယ်ဆိုဒီတော့စဉ်းစားတာပေါ့နော်အင်္ဂုလိမာလာကိုပညာသင်ပြခဲ့တဲ့ဆရာမျိုးကိုပူဇော်ထိုက်တဲ့ဆရာထဲမှာပါနိုင်တာပေါ့ဆရာတော်ရှင်းမအောင်ဗျာလေမှန်ပါဗျာအဲ့တော့တပည့်တော်တို့ကအော်ဆရာကြီးဆိုရင်လည်းပဲ ်ပြည့်တော်တို့ဆရာအောင်သိန်းဟေဆိုအမြဲတမ်းပြောတယ်လေနော်တို့တို့ရဲ့ဆရာပြည့်တယ်ဆရာကြီးဥဖိမောင်သိန်းကသူ့ကိုမှားခဲ့တဲ့စကားလေးတပည့်တော်ကကြိုက်ပါတယ်နော်အောင်သိန်းရေတဲ့မင်းကလည်းအခုပြန်ပြီးတော့စာတင်ပေးနေပြီဆရာဖြစ်နေပြီရေဆိုတော့တဲ့ဆရာဆိုတာတဲ့ကိုယ့်ရဲ့တပည့်တွေကိုကိုထက်တာအောင်သင်ကြားပေးနိုင်မှာ ဆရာကောင်းกว่าတယ်မှန်ပါမှန်ပါကိုတတအောင်ရေးဆိုတာခုနကဘုရားသီလတမာတိပညာအရေးချင်းအရေးရဲ့သွေးမှန်ပါအကုန်ပါတာဗောဗျာဟုတ်တယ်လက်စံပြကျင့်ဖို့လိုမယ်ဗျာနော်ဗျာဒါပေါ့ကိုကိုယ်တိုင်စံပြကျင့်ပြီးတော့ကိုထက်သားအောင်မှန်ပါတကယ်ကိုသင်ပြပေးနိုင်တာနော်ဒါကြောင့်မလို့တပည့်တော်တို့ကဟန်ဆောင်သင်ပေးခြင်းမဟုတ်ဘူးစံပြသင်ပေးခြင်းကိုခေါ်တာမှန်ပါဗျာဒါကြောင့်မလို့တပည့်တော်တို့ဟိုမှတ်မိမှာဗောဗျာစံပြကျင့်သုံးခြင်းဟေးဆိုတဲ့နေရာမှာတောင်းဆန်းစုကြည်တဲ့နဲ့သူသားရဲ့ဆက်ဆံရေးလေးတွေမှာမှန်ပါ ။တနေ့တော့သူသားငယ်ရဲ့တငယ်ချင်းတွေကအိမ်လိုက်လာတယ်။အိမ်လိုက်လာတဲ့ခါကျတော့ခေါင်းကပြောခဲ့တဲ့အဲစကားကြမ်းတမ်းနေတာပေါ့ဆဲတဲ့ဟာပေါ့နော်။မှန်ပါဗျာ။ပြောတော့တောင်ဆန်းစုကြည်သားဟာအောင်းင်းဖြစ်ပြီးတော့ပြောတယ်နော်။အမေကမကြိုက်ဘူးအမေကအဲ့လိုမပြောရဘူးနော်။ဒီလိုကြမ်းတဲ့စကားမပြောရဘူးဆိုတော့ကောင်းစမ်းသူကြီးကတခါဘူးမှသူသားကိုအဲ့လိုမပြောရဘူးလို့မသိမ့်ပေးဘူးတဲ့။မှန်ပါမှန်ပါ။တို့တော့လည်းပဲ တော်အောင်ဆန်းစုကြည်ဒီဘလို့ပြောတယ်ဘလို့နေတယ်ဘလို့ထိုင်နေဟေ့ဆိုတာကကိုနဲ့ပြောခဲ့တယ်စံပြကျင့်ခြင်းဟာနောက်ကအမှုအမှုလိုက်တာပဲဗျာကိုကိုတိုင်ရကိုနဲ့ပြောခဲ့တယ်ဆဲဆိုနေပြီဟာမင်းမဆဲနဲ့လို့တော့ပြောရင်ဒါကအစင်မပြေဘူးလေဟုတ်တယ်မလားဘာမှမကြောက်ဘူးဒီလိုကျင့်နေဒီလိုနေတယ်ဒီလိုကပဲဆရာတိအကောင်းတယောက်ကသီလအရာတမာရိအရာပညာအရာကိုနဲ့ပြောခဲ့တယ်အည်သွေးတွေရာဟာဒီဆရာတော့အမြင်တိုင်းစာကိုဖတ်နေတာအမြင်တိုင်းလေ့လာနေတာ ဒီပညာရဲ့နဲ့ပတ်သက်လာလို့ရှိရင်တော့အင်မတန်မကျွမ်းကျင်တယ်နော်မှန်ပါဗျာဘဝနာပြီးကြတဲ့စံပြဖြစ်တယ်ဟေးဆိုတဲ့ဆရာကောင်းမှတပည့်တော်တို့ကပူဇော်ထိုက်တာပေါ့ဘာလို့ဆိုသူဒီလောကကြီးကိုမပျက်စီးအောင်ကောင်းစွာစောင့်ရှောက်နေတဲ့လူဖြစ်လို့မှန်ပါမှန်နော်ခုနကပြီးကြတဲ့လမ်းမတွေလုပ်ပြီးတော့အာမင်းလူတွေလိုက်တက်กว่าငါ့ကိုခုနကပြီးကြတဲ့လက်ညှိုးတထောင်ဆက်กว่าဟေးဆိုတာလောကကြီးကိုဖြက်စီးခိုင်းတာတွေလိမ့်ချာနော်ယနေ့ဒီတကူတို့ဟေးဆိုဘယ်မှာတော့ဆရာကောင်းလို့ဖြာမှန်ပါဗျာနော် သူကကိုယ်နဲ့ပြီးကြတယ်အာမဘတ်တွေတွားရက်နေတော့နောက်ကလူတွေကလည်းဘာဖြစ်နေမလဲသူတို့ပဲလေသူတို့ပဲပြန်သွားတာပေါ့ဒါကြောင့်တပြီးတော့အေးဆိုရင်ရေးရတယ်လေနော်တီးတကူပုတ်ထဲရပဲဒီပဲပုံရင်းပုတ်လျက်တာပဲဟေးဆိုတာဆောင်းမတော်တပြီးတော့ရေးတာပဲဟုတ်လေဆိုတော့တပြီးတော့တို့အရှင်သာရိပုတ္တရာနဲ့နော်ကိုရင်လေးနဲ့ခမ်းမှကြည်ကြည်လေးဗျာမှန်ပါဗျာနော်ကိုရင်လေးကကိုယ်နဲ့ပြောတယ်ရှင်သာရိပုတ္တရာကိုလှုပ်လေးချီပြီးတော့ရှင်မြားတင်ငန်းမညီပါဘူးဗျာတင်ငန်းပြင်ဝတ်တော်မူပါဗျာမှန်ပါဗျာနော် ဲ့တော့ဟိုကသင်ငန်းကိုနော်တိတိကျကျလေးပြင်ဝတ်ပြီးတော့လှုပ်လေးချီပြီးတော့ရှင်ဖျားညီပါပြီလားဗျာအကူရင်လေးနော်ဘယ်ကူရင်လေးဟိုကလည်းပဲဖျားပြီးရင်ဖျားပြီးရင်လက်ရရင်လက်ရရင်လေးနော်တကယ်အကြီးဆုံးပဲမှန်ပါအဲ့တော့ရှင်ဖျားညီပါပြီလားဗျာနောင်လည်းပဲအပြစ်တွေ့ရင်ဆူဆုံးမှာပါဗျာမှန်ပါမှန်ပါဒါဆရာကောင်းလေးဗျာမှန်ပါဗျာတကယ်ဒီပြည့်တို့တို့ အားလုံးရင်လိုက်နာကြရမယ်တိရှိမှတ်တက်လေးဗျာနော်ဟုတ်ဟာဒီပြည့်တို့ကဝေဖန်နေရေးဆိုထောက်ပြတယ်ဆိုမင်းကဘာကောင်လဲကွာအေးမင်းငါလုံးမတက်ပါဘူးကွာအေးမင်းဆိုတော့အေးငါလုံးလုံးနိုင်လားရေးဆိုတဲ့ဥစ္စာတွေနေရအရှင်းမပြေဘူးလေဒီလိုခဏခဏကြွားရလေဗျာမင်းနာတင်လိုက်ပါတော့ကွာတဲ့ပုံစံမျိုးပေါ့ဒီလိုတို့ကတခါလေးဟိုတိကျင်တာလေးတွေပြင်းပြင်းမေးရတာရှိရဟို မေးရတယ်တခါလေးမဖြေနိုင်တဲ့ခါတော့မင်းနာတင်လိုက်ပါတော့ကွာဆိုအဲ့လိုမျိုးကြီးခနဲ့ခါတာမျိုးကြုံရတာဟုတ်ပြန်တယ်မှန်ပါဗျာမှန်ပါမှန်ပါဒီလိုကိုတိုင်းပြလေအဓိကတော့ဘာပဲဗျာအတိမားတာပါတာပေါ့တော်တော်များများကိုဆရာကြီးအတိကိုတတ်တယ်တော့ဒီတို့ပြည်သူပြည်သားတွေအဲ့ဒီအတိတတ်တာတော့ဆိုရတာမရှိဘူးဗျာအတိတတ်တာတော့ဒီလိုထင်တာအောက်တန်းအကြဆုံးပေါ့ဗျာမှန်ပါအခုဒီလိုဘုန်းကြီးတွေတော်တော်များများကိုမျိုးမျိုးရှိနေကိုကြော်သားတဲ့ဘုန်းကြီးတွေမှန်မှန်ကြည်စမ်းကြည့်တယ်ဗျာ ပြည်သူပြည်သားတို့သူကအတိပိတ်အောင်လုပ်ပြီးအတိတွေကိုတတ်ပစ်လိုက်တာပဲဗျာသူတို့ကအကုန်လုံးဒါကြောင့်မလို့လေပြုလို့အာနာရှင်ကလှုပ်ချင်သလိုလှုပ်နေတာဒါတွေကိုသူတို့ကနားလည်ရမှာသိရမှာအဲ့လိုနားလည်ဖို့သိဖို့ကလည်းခုနဆရာတော်ပြောနေကြပြီဟုတ်တယ်ဗျာပြုလို့တိုင်းပြည်ရဲ့စစ်စတန်ခုနနိုင်ငံရေးစစ်စတန်အရေးကြီးဆုံးပဲမှန်ပါဗျာအဲ့ဒီနိုင်ငံရေးကောင်းမှဒီတိုင်းပြည်ကောင်းမှဒါကြောင့်မေဆွေလည်းခဏခဏပြောတာနိုင်ငံရေးဆိုတာအလုံးနဲ့ဆိုင်တယ်မှန်ပါဘဒုမစစံတချို့ကနိုင်ငံရေးကငါတို့နဲ့မဆိုင်ငါတို့မစတဲ့မစတဲ့တချို့လူဒီလက်ပြောနေချေအိုးဆိုတာတွေကိုဖိုးနေပေါ့ဗျာ ပုံတော့ဝင်းဒီထိုးရောင်းရောင်းဘာရောင်းရောင်းဒါမျိုးတွေအများကြီးသူတို့ဆိုင်တဲ့ချိန်ကြတော့ဆိုင်နေဗျာအဲသူတို့လက်လက်ပတ်လိုချင်တဲ့ချိန်ကြတော့နိုင်ငံရေးကသူတို့နဲ့ဆိုင်တော့မလိုချင်တဲ့ချိန်ကြတော့အာဘုန်းကြီးတို့နဲ့ဆိုင်ဘူးဘုန်းကြီးတို့ဘာတိဘာသာတွေအားအားမျိုးတွေကများတယ်ဗျာအားကြောင့်မလို့လေသူတို့ဒီတိုင်းမြည်ကြီးကမဖြစ်တင်တာတွေဖြစ်မပြတ်တင်တာတွေပြတ်ကုန်တာအားကြောင့်ဒီအဓိကတော့မင်းရတော့ဗျာနိုင်ငံရေးကကောင်းမှုအရေးကြီးတယ်ဒီနိုင်ငံရေးကောင်းမှတိုင်းမြည်ကောင်းမှတိုင်းမြည်ကောင်းရင်သူတို့ဘာသာကောင်းမယ်ဘာသာကောင်းရင်အကုန်လုံးလူမျိုးရော အားလုံးကောင်းပါဘောသူတို့ပြောတယ်အမျိုးဘာသာသဏ္ဍာန်စောင့်ရှောက်ကြမလို့ပါဘူးဗျာအားလုံးအလိုလိုကောင်းသွားမှာပါအဓိကနိုင်ငံရေးကောင်းဖို့ပဲရည်ချင်နိုင်ငံရေးကောင်းရင်ဥပဒေတွေကောင်းလာမှာကူကကိုဒီလိုတိုင်းပြည်ဖြစ်တာနိုင်ငံရေးမကောင်းတော့ဥပဒေရလောက်ချင်လို့လုပ်နေတာလေဥပဒေကသူတို့ပါဇက်တဲ့ပဲရှိတယ်ဥပဒေမှာမတည်တာဘူးဗျာမတည်တော့ကိုပျက်စီးတာပေါ့အားကြောင့်မို့ဒီအရေးကြီးဆုံးကတော့ခုနဆရာတော်ပြောနေကပါပဲဟုတ်တယ်ဗျာနိုင်ငံရေးကောင်းဖို့ပဲရည်ချင်တယ်နိုင်ငံရေးစနစ်ကောင်းလို့ရှိရင်အားလုံးကောင်းသွားပါလိမ့်မယ်ဗျာဒီတော့သူဒီနေ့နိုင်ငံရေးခင်းချင်းမှာဆိုရင်ဒါ ရန်တံကာတွေပါဝင်မှုကတော်တော်နည်းလာတာရှိတယ်ကွာအဲ2000ကျော်ဒေါ်လာရေးကာလကိုပြန်ကြည့်မယ်ဆိုလို့ကြည့်အဲ့တော့အကုန်ရုံးခဲ့ကြတာလေသူအဲ့ဒီလိုစဉ်းစားတာပေါ့မန္တလေးမြို့မှာလည်းတော်တော်များများဒီလိုနဲ့အတူတူဟိုကြီးပြင်းခဲ့ကြတယ်တငယ်ချင်းပေါင်းသင်းတွေရှိကြတယ်ပေါ့တချို့လည်းသာကြဖုန်းကြီးတွေဖြစ်နေကြတယ်ပေါ့နော်ဒါပေမဲ့သူတို့တွေကလည်းမဘာသာစိတ်တွေပေါက်အောင်ပြီးတော့တချို့လည်းကျောင်းနယ်ဖုန်းကြီးတွေဖြစ်နေကြပါပြီမဘာသာစိတ်တွေပေါက်တဲ့အခါတော့သူတို့လက်အောက်မှာရှိနေတဲ့တပည့်တွေကိုမလှုပ်နိုင်အောင်ပေါ့နော်မင်းတို့နိုင်ငံရေးလုပ်မယ်ဆိုလို့ချင်းငါကျောင်းမှာမနေနဲ့ အဲအနည်းကဆိုဥပမာတရောပေးရမယ်ဆိုလို့ရှိရင်တောင်စလင်းတိုက်တဲ့ဥဒိခသူ့ရဲ့အေးလက်ထောက်ကတပိတော်တို့ရဲ့ဆရာသမားတော်ကေဘုရားတဲ့ကျောင်းနဲ့ဘုန်းကြီးတင်တန်းကျောင်းမှာတရားဟောတကပြောတင်တန်းဟောပေါ့နော်ဘာသာရပ်ကိုပို့ချပေးတဲ့ဆရာဥနေမင်းဒအခုမာရဝိဒယမှာကျောင်းထိုင်နေတယ်လို့သတင်းကြားတယ်ဟိုမင်းအွန်လိုင်းတဲတဲ့မာရဝိဒယမှာကျောင်းထိုင်နေလို့သတင်းကြားတယ်ဟိုတလောကလေရင်နဲ့ဟိုပြေးရွတ်တယ်ဆိုလို့လုပ်တဲ့ထဲမှာလဲပါတယ်သူကျောင်းမှာသူနဲ့သူမျိုးနေသက်လဲတော်တယ်နော် ဥစဉ်တပါဒါခုဒီရောတို့နေဒေါ်လာရင်မသနာပြတာသနာပြကောင်းလားဗောနော်မင်းသနာပြမယ်သူငါเจ้าမှမနေဟိုဥစဉ်တွေကလည်းရဲရင်ပဲမနေဘူးกว่าသူထွက်လာခဲ့တာပြောချင်တာကဆရာသမားနေရာမှာနေပြီးတော့မှအမှန်တရားအပေါ်မှာယက်တည်နေတာကိုအာမပေးပဲနဲ့အမားတော့လိုက်သွားအောင်အာရမဖြစ်အောင်သွန်သင်နေတဲ့ပုံစံမျိုးကြားအောင်မနေဘူးလားဗျမှန်ပါဗျာဒီမှာ ရှေ့မှာလည်းတပည့်တော်တို့ပြောခဲ့ပါတယ်နော်မှန်ပါဟုတ်ဇာကောင်းကြီးဆိုတာဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဟေးဆိုတာပေါ့နော်မှန်ပါအဲ့တော့အဂတိတရား၄ပါးညှိနေတဲ့သူကဘလို့နီးနမဇာကောင်းမဟုတ်တော့မှန်ပါဗျာနော်ယနေ့ဘုန်းကြီးတွေအများစုဟာတပည့်တော်တို့ကပြန်စစ်တယ်ဟေးဆိုရင်ဒီပေတံနဲ့ညှိနေကြတာပဲမှန်ပါဗျာနော်ဒါကြောင့်မလို့ဓာတွေကိုတပည့်တော်တို့ကရှောင်လဲကြရမယ်ပြည်သူအနေနဲ့ကလည်းဒီဓာတွေကိုတိုက်စစ်ကြည့်ရမယ်နော်ကိုယ်နဲ့ပြည်တဲ့ဂုံတော်တွေနဲ့ကြည့်ကြည့်ပြီးတော့ဇာကောင်းဟုတ်ဤမဟုတ်ဤစီကတ်ပေါ့နော်ဇာကောင်းမဟုတ်ရင်ပယ်ဖို့ဗျာ ်ပါဟုတ်လေဆိုတာပြပြတို့တို့ဒီဝရက်ပဲကြည်လေဗျာနော်လူဒီဇံဘိညာဉ်တွေထီတောင်ရခဲ့တာပဲရခဲ့တာပဲမဟုတ်တာမန်ရကြည့်တယ်ဟေ့ဆိုလို့ရှိရင်နော်ဇံဘိညာဉ်ရဆိုတာလေလွယ်တဲ့ကိစ္စမှမဟုတ်တာတို့တို့လည်းပဲဓမ္မနဲ့အာရမနဲ့ပတ်သက်လာတယ်ဟေ့ဆိုရင်ဇံဘိညာဉ်ကလည်းဓမ္မမှာမခိုင်မြဲဘူးလေနော်အဲ့တော့ဒါကြောင့်မလို့ဒီပြတို့တို့ကဓမ္မမှာခိုင်ခိုင်မြဲမြဲရက်တည်နိုင်တဲ့လူမဖောက်ပြန်တဲ့လူမှခေါင်းနပြခဲ့တဲ့လောကကြီးကောင်းကျိုးဖြစ်မှာအောင်အဲ့တော့ဆရာအတင်မှားလိုက်တဲ့အစာတက်တက်ဟာကြည့်လေ အဖေကိုလည်းတတ်မိမာကုန်လေနော်ခဏပြောခဲ့တဲ့လောကကြီးအတွက်စိုးကျိုးတွေဖြစ်ကုန်တယ်ဒါဆရာတင်မှားလို့ပဲလေဗျာလောကမှာဆရာတင်မှားလိုက်တဲ့အတွက်ကြောင့်အလုံးမှားသွားတဲ့တာရကတွေကနဲတာမှမဟုတ်ဘူးနော်အဲ့တော့ဒါကြောင့်ဆရာနာရှင်ကဒီเจ้าနိုင်ဘုံကြီးတွေနော်ခဏပြောခဲ့တဲ့ဆရာလို့လောလောဆယ်အမိခံထားတဲ့လူတွေကိုသူကအဂတိတရား၄ပါးနဲ့ဖြည့်ဆည်းပလိုက်တာပေါ့ဖြည့်ဆည်းခံလိုက်တဲ့အခါမှာတပည့်တော်တို့က အပူဇော်ထိုက်ချင်းနေမဖြစ်တော့အပူဇော်ခန့်ချင်းနေမဖြစ်တော့ဆရာကုံရင်ကလေမမြောက်တော့အဲ့ဒါတည်းကတပည့်တော်တို့ကမင်္ဂလာတရားပျက်စီးဖို့တွေဖြစ်လာတာပဲမှန်ပါဒါကြောင့်မလို့တပည့်တော်တို့မင်္ဂလာတရားကောနဘိကတိအတေဝနာဇပါလနံပန္နိဒနေဇာဒေဝနာပူဇာဇပူဇာနေရနာဟိဆိုတာအင်မတမအရေးကြီးပါတယ်ဒီသုံးပါးဟာအလုံးလင့်ချိန်နေရတာဖြစ်ပါတယ်နောက်ကနေပြည့်တဲ့ဆရာလည်းပဲလူမအကျင့်နေကျင့်လို့မရဘူးမရဘူးပန္နိဒဟိဆိုတဲ့အမှန်မှန်အကောင်းဆုံးအကြောင်းကျိုးခွဲခြားစိတ်ပြပြီးတော့တိပြီးတော့ လူကိုယ်တိုင်လည်းဒါကိုကျင့်ဘောက်ကလူတွေအလုံးကိုလည်းဒါကိုကျင့်ခိုင်းတဲ့ဥစ္စာမှတကယ်ဘူဇော်ခံထိုက်တဲ့သူဖြစ်ပါတယ်။နော်ဒါကြောင့်မလို့ဒီဂုံနေနဲ့ညီဖို့ဟေ့ဆိုတာဒီဂုံရင်က၃ရက်ဟာမပြတ်မကွက် နေနေတော့မှဒါလေးတပည့်တော်တို့ပူဇာဆက်ပူဇာနေရနံမင်္ဂလာတရားကိုကိုယ်တိုင်လည်းကျင့်ရင်လောကကြီးကိုလည်းမင်္ဂလာတရားရှိအောင်ပြုလုပ်နေခြင်းဖြစ်ပါတယ်ဗျာ။အမှန်ပါဗျာ။မိဘစေရာဖြစ်တော်ပါလေ။သူဟာဘာလပန္တိတ ကြနာခွဲလေတွေးတိုင်းစစ်စနစ်ကြတယ်ခွဲဆိုပြီးတော့ဒီလိုလေဒီဆီယောကြီးကသုံးမထားတာရှိပါတယ်ဆိုတော့ပြီးပါပဲဖြစ်ဖြစ်ဆရာပဲဖြစ်ဖြစ်သူ့ရဲ့ပြောဆိုမှုသူ့ရဲ့လောက်ကံမှုသူ့ရဲ့ကြံစည်မှုတွေဟာဓမ္မဖြစ်နေသလားအရမဖြစ်နေသလားဆိုတာပေါ်မှာစမ်းစစ်ပြီးတော့မှဦးသိန်းတို့တို့ဟာပူဇော်မှုပြုကြမှာဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာမိဘလို့တဲ့သူကလည်းပဲသာသမီဒီပေါ်မှာထားမကြည့်ဟုတ်ဒီမကြည့်ပြုံတဲ့သူကိုပူဇော်မိခဲ့လို့ ဆရာသမားလုပ်တဲ့သူကလည်းပဲတပည့်တွေပေါ်မှာပြုကျင့်ရမယ်ကျင့်ဝတ်တရားတွေဖောက်ပြက်နေရတဲ့ဒါနဲ့ဒါကြီးကိုဆရာပဲဆိုပြီးတော့ပူဇော်နေခဲ့ကြလို့ဒီနေ့ဦးသိန်းတို့ရဲ့နိုင်ငံဟာအာရမနိုင်ငံအမင်္ဂလာနိုင်ငံဖြစ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဘလောက်ပဲအခုအပေါ်မှာမိဘဖြစ်နေပဲဘလောက်ပဲယက်ဒီယက်ဒီဆရာဖြစ်နေပဲဘလောက်ပဲလမ်းပြခဲ့လမ်းပြခဲ့သူ့ရဲ့လှုပ်ဆောင်မှုတွေသူ့ရဲ့ပြောဆိုမှုတွေသူ့ရဲ့ပြန်သိမှုတွေဟာအာရမမြောက်နေတယ်ဆိုလို့ရှိရင်ဆိုချယ်ပန်းနိမန့်လို့ခေါ်တဲ့ပူဇော်မှုတွေမပြုဘဲနဲ့ ကျင်ဖယ်နိုင်မှရှောင်ရှားနိုင်မှဘာလမှုတွေကိုပြန်လည်ပြီးတော့မှမပြုတ်နိုင်အောင်တားဆီးနိုင်ပါမှကိုသူတို့ရဲ့နိုင်ငံမှာမိဘနဲ့ဆရာသမားတပည့်နဲ့သာသမီချင်းသာသမီကြားမိဘနဲ့သာသမီဆရာသမားနဲ့တပည့်ဒီကြားတွေထဲမှာတယောက်နဲ့တယောက်ချင်းကြောမှုတွေပြုလုပ်ပြီးတော့မှတရားလှပတဲ့ဓမ္မနိုင်ငံတော်ဝိုင်းဝန်းထူထောင်နိုင်ကြပါလိမ့်မယ်လို့ပြောကြရင်းနဲ့ဒီသကဝိုင်းကိုနေကုန်ကပါသုံးသပ်ပါတယ်အခုလိုလာရောက်ပြီးတော့သွေးနေပြကြတဲ့ ဆရာတော်မင်းတို့ညဘုရားတက္ကသိုလ်ဆရာတော်ကိုဋ္ဌိတာတာမော်ပြီးတော့ကျေးဇူးများစွာတင်ရှိပါတယ်ဗျာတင်ပါဗျာကျေးဇူးပါဗျာပေါင်းနေသက်သန်ရေးမင်္ဂလာ၃ပါးတဲ့ကပူဇာသပူဇာနေရနာမင်္ဂလာနဲ့ပတ်သက်ပြီးတော့မှဦးဇင်းတို့သွင်းတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်မင်္ဂလာတရားတွေနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေဆက်လက်ပြီးတော့မှအပိုင်းသက်သွင်းနေဖို့ရှိပါတယ်အခုဦးဇင်းတို့သွင်းတွေ့တင်ပြခဲ့တဲ့အကြောင်းအရာတွေကိုမိမိတို့ကိုယ်တိုင်လစ်လာမိမိတို့ကိုယ်တိုင် တွေ့ခေါ်မိမိတို့ကိုယ်တိုင်ချင့်ချိန်မိမိတို့ကိုယ်တိုင်ခံစားပြီးတော့မှမှန်ကန်တဲ့ဓမ္မအပေါ်မှာယက်တည်ပြီးတော့မှမင်္ဂလာရှိသောဓမ္မနိုင်ငံတော်ကိုဝိုင်းဝန်းထူထောင်နိုင်ကြပါစေကြောင်းပြောကြားခြင်းနဲ့ဒီတင်ပြချက်ကိုနေကုန်းကံပအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်